ူးကြည့်နေကြတဲ့လူတွေဒီလိုမျိုးကြုံမှုလားမသိဘူးเนาะကိစ္စတစ်ခုခုလုပ်နေတဲ့အချိန်မှာအကောင်းဆုံး perfect ဖြစ်အောင်အရန်စူးစမ်းတဲ့အချိန်တိုင်းမှာစူးစမ်းလေလေထက်ခါထက်ခါတလွဲတွေကြီးပဲလုံးမိနေတာတွေပေါ့နော်အကယ်၍ကျွန်တော်ပြောရတဲ့တိုက်ဆိုင်သွားလဲဆိုရင်ဒီဗီဒီယိုကိုဆက်ကြည့်လိုက်ပါကျွန်တော်ရဲ့ဘဝတခြားလို့မှလေအရာတစ်ခုခုစလုပ်တိုင်းအရာရာပြည့်ပြည့်စုံခြင်းနဲ့အရာရာ ready ဖြစ်ခြင်းနဲ့ perfect ဖြစ်ခြင်းနဲ့အလုံးစုံပြည့်အောင်ပြင်ဆင်ထားခြင်းနဲ့ဗျာပြီးတော့ကျွန်တော်အဲ့လိုမျိုးလုံတိုင်းလုံတိုင်းအမြဲတမ်းလွဲချော်နေတာကြီးပဲဘယ်တော့မှကောင်းနေစွာမရှိဘူးမမရရကျွန်တော်ဘယ်မှာစပြီးပြောင်းလဲသွားလဲဆို ရင်ကျွန်တော်တစ်ခေါက်တုန်းကခိုးရှင်း session တစ်ခုလုပ်နေတဲ့အချိန်မှာကျွန်တော်ဗျာ session မစသေးခင် ID တရက်လုံးမှာကျွန်တော် framework တွေကိုပြန်လေ့လာတယ်အရာရာတိုင်းကိုပြန်လည်သုံးသပ်တယ်နောက်ပြီးတော့ဘယ်လိုမျိုးကောင်းတဲ့ question တွေကိုမေးရမလဲဆိုတဲ့ဥစ္စာတွေကိုကြိုတွေးပြီးတော့မှ overthinking ပူပန်ပြီးတော့ပေါ့နော်စောင့်မစရသေးဘူးကျွန်တော်ကအသွေးတွေအရန်လုံနေလိုက်ပါပြီကျွန်တော် ID session ထဲမှာအရာရာတိုင်းကိုပြန်သုံးသပ်နေတယ်ကျွန်တော်တစ်ခုမေးပြီးတော့ရင်ဒီထက်ကောင်းတဲ့မေးခွန်းဘယ်လိုမျိုးမေးရမလဲဆိုတာကိုအသွေးလုံနေတယ်တိုးစားပြီးတော့စီစဉ်နေတယ်ပြီးတော့ session တစ်ခုလုံးကျွန်တော် အသွေးလွန်နေတယ်ဗျာ over thinking လုပ်နေတာပေါ့အဲ့ဒီလိုလုပ်နေတဲ့အတွက်ကျွန်တော်စိတ်နဲ့လူနဲ့မကက်တော့ဘဲနဲ့ကျွန်တော်ရဲ့ client နဲ့မျက်မှောက်ကာလမှာတော့ကျွန်တော် present မှာကျွန်တော်မရှိပေးနိုင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့တနေ့မှာတော့ကျွန်တော်တခုမတူတာလေးစမ်းကြည့်လိုက်ပါတယ်အဲ့ဒါပါလဲဆိုရင်ကျွန်တော် session မစခင်မှာကျွန်တော်အဲ့ဒီ framework လေးကိုပဲနည်းနည်းလေးပြန်ကြည့်လိုက်ပါတယ်ကြည့်ပြီးတော့ကျွန်တော်တရားလုံးဘာမှမတွေးဘူးနောက်ပြီးတော့ session မစခင်ကျွန်တော်တရားလေးခဏထိုင်လိုက်တယ်ပေါ့နော်အဓိကစိတ်နဲ့လူနဲ့ကောက်အောင်ပေါ့ပြီးတော့ကျွန်တော်အဲ့ perfect ဖြစ်ရှင်တဲ့စိတ်တွေအကောင်းဆုံးလုပ်ပေးခြင်းတဲ့စိတ်တွေ ျွန်တော်အားလုံးကျွန်တော်လွတ်ချလိုက်ပါတယ်အဲ့လိုလွတ်ချလိုက်တဲ့ချိန်မှာကျွန်တော်ရဲ့ session ကသင်ထားတဲ့အများကြီးကိုစုဖြတ်သွားပါတယ်တိတိတသားကြီးပြောင်းလဲသွားတာပေါ့ အဲ့ဒီချိန်မှာကျွန်တော်သဘောပေါက်လိုက်တာကကျွန်တော်တို့ကိစ္စတစ်ခုခုကိုလုပ်နေတဲ့ချိန်မှာအဲ့ကိစ္စကို perfect ဖြစ်ချင်အောင်အကောင်းဆုံးလုပ်ချင်ဇောတွေများနေတဲ့ချိန်ပေါ့ကျွန်တော်တို့မျက်မှောက်ကာလ present မှာတော့မရှိတော့ဘဲနဲ့အတွေးတွေလုံနေပြီးကျွန်တော်တို့ရဲ့ခေါင်းထဲမှာပိတ်မိနေတတ်ပါတယ်အကောင်းဆုံးလုပ်ပေးချင်စိတ်ကတော့ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့လို perfect ရန်ဖြစ်ချင်စိတ်ဇောတွေများသွားတဲ့ချိန်မှာစိတ်နဲ့လူနဲ့မကတ်တော့ဘဲနဲ့တကယ်တော့လုပ်တဲ့ချိန်မှာကျွန်တော်တို့လုံနိုင်တာထက်တော့မှတေချာမလုံနိုင်တော့ဘဲနဲ့ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ video ကနေပေးချင်တဲ့အဓိက message ကတော့ကျွန်တော်တို့ပေးရ ာမဆိုကိုကအကောင်းဆုံးလုပ်ရှင်နေဆိုပါဆိုကျွန်တော်တို့စိတ်နဲ့လူနဲ့ကပ်ပြီးတော့မှလက်ရှိမျက်မှောက်ကာလမှာ present မှာရှိနေခြင်းကသာကျွန်တော်တို့အတွက်တကယ်ခွန်အားဖြစ်စေပြီးတော့အဲ့လို perfect ဖြစ်ခြင်းဆိုတွေကနောက်ဆုံးကျရင်ကိုယ့်ကိုယ်ကိုပြန်လဲဒုက္ခပေးသွားတတ်ပါတယ်လို့ကျွန်တော်ပြောပြချင်ပါတယ်ဒီတင်ကန်းစာကလည်းကျွန်တော်အတွက်ကတန်ဖိုးအရင်ရှိတဲ့တင်ကန်းစာတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်လဲကျွန်တော်ဒီ video လေးလုပ်ပြီးတော့မှအားလုံးကိုပြန်လဲမျှဝေပေးချင်တာပါ okay ဒီ video ကိုကြည့်ပြီးတော့သုံးတရားတစ်ခုခုတွေးမိတယ်ဆိုရင် comment မှာတစ်ချက်မျှဝေပေးခဲ့နိုင်ပါတယ်